ြာရှိစွာထိုင်နေမဲ့ဣရိယာပုမျိုးကို နေသားတကြဖြစ်အောင်ပြင်ဆင်ပါဘုရားရှင်ဆုံးမထားတဲ့ဆုံးမအတိုင်းအောက်ပိုင်းခန္ဓာကိုယ်ကိုထွက်ဝက်ဖွက်ခွေပြီးတော့အထက်ပိုင်းကိုယ်ကို ဖြောင်းနေပါစေ။ပြပဲလက်အောက်ကထာညာပဲလက်အပေါ်ကတင် နေတတ်ကြဖြစ်အောင်ပြင်ဆင်ပြီးရင်အဋိဌံထားပေးပါ။ ောက်ပိုင်းခန္ဓာကိုယ်ကိုဖြစ်ကြက်ညှက်ထားမယ်ဆိုရင်မကြမ်းမီချိန်တွင်းမှာပြင်းထန်တဲ့ကာယိကဒုက္ခဝေဒနာများဖြစ်လာတတ်ပါတယ်။ဒါကြောင့်ဥဆုံးကာယံပဏိတာယအထက်ပိုင်းကိုကို ဖြောင်းနေပါစေ။အယုအစစ်တွေတက်မှတ်နေမှအဆင်ပြေပါတယ်။ အောက်ပိုင်းခန္ဓာကိုယ်ကိုထောက်ဝက်ဖွဲ့ခွေအထက်ပိုင်းကိုယ်ကိုဖြောင်းပြောင်းထားအထက်ပိုင်းကိုဆိုတော့ခေါင်း အပါဝင်ပေါ့ဥခေါင်းအပါဝင်ဥခေါင်းကိုလွန်ကြီးလဲငုံမထားနဲ့အလွန်ကြီးလဲမော့မထားနဲ့ဘယ်ဘက်လဲဩကထာညာဘက်လဲအပေါ်ကတင်နေသားတကြဖြစ်အောင် ပြင်ဆင်ပြီးရင်အဋ္ဌံထာအဋ္ဌံဆိုတာခန္ဓာကိုယ်ဆွန့်လွှတ်လိုက်တာပဲ လေချင်းရပိသယောဂီများကတဏှာကြီးဆိုရင်တဏှာကြီးခုစရင်ရှေ့ကတိလာပေး7မိနစ်လောက်ဖြုတ်လိုက်ရင်မိနစ်60မှမိနစ်90လောက်ရမယ်ဒီမိနစ်90အတောတွင်းမှာမလှုပ်မကုပ်မရွှေ့မဆောင်မပြောင်းမှုဆိုတဲ့ဆုံးဖြတ်ချက်ဟာမိမိရဲ့ဒိဋ္ဌံပဲတဲ့ အဲ့ထားတဲ့အဋ္ဌံတိုင်းနေနိုင်ခြင်းဟာမိမိရဲ့အဋ္ဌံအောင်မြင်တာပဲအလေးချင်းနေသေးတဲ့ယောဂီများကြတော့ဒီတဏ္ဍီမိနစ်90အတွင်းမှာတခါတော့ပြောင်းရပြင်ရအောင်မယ်ဆိုရင်တခါတဲ့မပူစေပါနဲ့တခါတဲ့မပူအောင်နေနိုင်ခြင်းဟာလည်းပဲမိမိရဲ့အဋ္ဌံအောင်မြင်တာပါပဲတဲ့ ဒီတော့တရားလို့အထောက်ကြတဲ့အခါမှာကိုစီကိုစီရထားတဲ့ခန္ဓာကြီးကနာထတဲ့အနာခန္ဓာကြီးရထားတဲ့အတွက်ကြောင့်သူက အနာဒီပြမှာပဲအဲ့ဒီအနာဒီပြလာတဲ့အခါတိခံငါသဘောမဟုတ်ဘူးသူ့ရဲ့သဘောကဖောက်ပြန်တဲ့သဘောပျက်စီးတဲ့သဘောတိခံပြီးတော့ ရှုမှတ်ပွားများပေးရမှာ ဖြစ်ပါတယ်အဲ့ဒီတော့သိခံတဲ့အလေးအကျင့်တွေလည်းအားကောင်းလာမယ်စိတ်ရဲ့တည်ကြည်မှုတွေလည်းရလာမယ်ဉာဏ်တွေလည်းထက်လာမယ်ဆိုကြပါစို့အခုအဋ္ဌဌာန်နေထားပြီပြီအဋ္ဌဌာန်ပဲနဲ့ခိုင်မာစွာ နှက်ပြီပြီဆိုတော့ပါဇက်ကိုပိတ်မျက်စိကိုမှိတ်ခါ ိုင်လင်ထိုင်ခြင်းယုံနံတို့ရဲ့ဖြစ်ပျက်အစဉ်မြင်တဲ့ယောဂီများက ရှုနေကြယောဂီများကမိမိတို့အာထုတ်နေကြအတိုင်းဆက်လက်ပြီးတော့အာထုတ်ပြပါ ရှုမှတ်ပြပါအာထုတ်ဆဲဖြစ်တဲ့ဝိပဿနာဉာဏ်ရင့်တအောင်ဆက်လက်ပြီးတော့ကြိုးစားပြပါအလေးအကျဉ်းမရသေးတဲ့ယောဂီများကြတော့နှာသီးပြမှတတိကံပြီးတော့ အာနာပါနာဆိုတဲ့ဝင်လေထွက်လေကိုမှတ်ပေးပါဝင်လေထွက်လေမှတ်တဲ့အခါမှာလည်းပဲဝင်လေထွက်လေကို အောက်မထားနဲ့တောက်မထားနဲ့မထင်ရှားထင်ရှားအောင်လုပ်ပြီးတော့လည်းမရှိနဲ့ဆရာတော်ပြည်ကြီးကတော့ ခမရတို့ပြန်လွင်ပြေးသွားနေတဲ့စိတ်တည်ငြိမ်လောက်အောင်နာသီပြည့်မှတတိကပီဝင်လေသည်ထွက်လေသည်မှတ်ထားဖို့ဗျာတဲ့ဝင်လေသည်ထွက်လေသည်မှတ်ပြီးတော့စိတ်ကလေးတည်ငြိမ်လာတော့ပေါ်ရပေါ်ရကို ရှုပေးတာဗောတဲ့အခုလည်းပဲအလုံးသူတော်ရှင်ယောဂီများတွေကအလေးအကျင့်မရသေးဘူးဆိုရင်တော့နာသီပြည့်မှတတိကံပြီးတော့ ဝင်လေသည် ထွက်လေသည် မှတ်ပေးဝင်လေထွက်လေမှတ်တဲ့အခါမှာအောက်မထားနဲ့တောက်မထားနဲ့မထင်ရှားထင်ရှားအောင်လုံမရှုနဲ့သူ့တဘာဝအတိုင်းသူ့တဘောအတိုင်းသူ့တဘာဝအတိုင်းရှုမှုလေမှန်မှန်ရှုရှိုင်းမှုလေမှန်မှန်ရှိုင်းရှုမှုလေမှန်မှန်ရှုရှိုင်းမှုလေမှန်မှန်ရှိုင်း အဲ့ဒီလိုအခုမိမိတို့စိတ်တွေမပြန့်မအောင် မပြေးသွားအောင်ဝင်လေသည့်ထွက်လေသည့်မှတ်နေတာနောက်တော့မိမိတို့ကတရားအပါဝလာတဲ့အခါကျတော့ဩရှိုက်သွင်းလိုက်တဲ့လေကလေးရှုလှုပ်လိုက်တဲ့လေကလေး ဆိုကြပါစို့လေကလေးဝင်လာတယ်လေကလေးဝါယောလေတယုတ်ပရမတ်ဝင်လာတဲ့လေကလေးကနှခေါင်းရဲ့အတွင်းနံရံကိုတိုးဝေတိုက်ခတ်ပြီးဝင်လာတာဖြစ်တဲ့အတွက်ကြောင့်တိုးဝေတိုက်ခတ်ခြင်းခံရတဲ့နှခေါင်းရဲ့အတွင်းနံရံဟာ ရုပ်တရားပဲဝင်လာတဲ့လေကလည်းရုပ်ထိုးလေကလေးတိုးဝေတိုက်ခတ်ခြင်းခံရတဲ့နှာခေါင်းရဲ့အတွင်းသားကလည်းကာယပတ္တာထကိုအကြည်ရုပ်ကိုအကြည်ရုပ်ပေါ့ဒီရုပ်တရားအကြောင်းနှစ်ပါးကြောင့်လေကလေးဝင်လာတဲ့အခါထိတယ်တိတယ်တိတာက စိတ်နံတရားပေါ့တခါလေကလေးထွက်သွားပြန်တော့လည်းပဲထိတိုင်းပဲတိုးဝိတ်တိုက်ခံပြီးတော့ထွက်သွားတယ်တိုးဝိတ်တိုက်ခံပြီးထွက်သွားတာကဝါရောလေထက်ယုတ်တရားပဲအထိခံရတာကကာယပတ္တာဒယုတ်တရားပဲ အဲ့ဒီယုတ်တရားအကြောင်းနှစ်ပါးကြောင့်ထိတယ်သိတယ်ဆိုရက်နန္တရားလေးပေါ်လာပြန်တာပဲအဲ့တော့အကြောင်းကြောင့်ဖြစ်နေတဲ့အကျိုးဓမ္မဟာငါမပါသူမနောဓမ္မတဘောလို့တဖြည်းဖြည်းတဖြည်းဖြည်းနဲ့မသိသေးတဲ့သူတော်ရှင်ယောဂီများတွေသိလာပါလိမ့်မယ် ီခန္ဓာငါရှုနေတာငါဆိုင်နေတာမဟုတ်ဘူးဒီအကြောင်းကြောင့်ဒီအကျိုးဖြစ်တယ်အကြောင်းကလည်းတရားပြမှာဖရားမပါဘူးအကြောင်းနှစ်ပါးကယုတ်အကျိုးတကမအကျိုးတစ်ပါးကလည်းပဲပုဂ္ဂိုလ်တတ္တဝါငါသူဆိုတာမပါဘူးအကျိုးကလည်းပဲနန္တရားပဲအကြောင်းမှမှဉာဏ်ရှင်းတော့ ိုလိုတိုလိုတွေ့တော်မှုတန်တရာဝိသိကိစ္စကွာတယ်ကွာခြင်းလို့ကွာတာမဟုတ်ပစ္စယပရိက္ခဉဏ်ရလို့ကွာတာအကြောင်းကြောင့်ဖြစ်တဲ့အကျိုးကလည်းပုဂ္ဂိုလ်တတ္တဝါငါသူဆိုတာနည်းနည်းမှမပါဘူးအဲအကျိုးပေါ်မှာဉာဏ်ရှင်းသွားတဲ့အခါကျတော့နာမရူပပရိစ္ဆေဒဉဏ်ရတယ် နာမရူပပရိစ္ေဒဉဏ်ရတော့တက္ကရာဒိဋ္ဌိပြုတ်တယ်တဖြည်းဖြည်းတဖြည်းဖြည်းအထာတမပဏိတိဆက် ဖြစ်ဆက်ပြီးကြိုးစားရင်ညာတပရိညာအတိတွေတိုးပြီးတော့လာမှာပဲဖြစ်ပါတယ်တတိထာပါဝရိယစိုက်ပါတတိလက်မလို့ပါစေနဲ့ဒီတော့ဝင်လေတိထွက်လေတိမှတ်ပြီးတော့ စိတ်ကမတည်ငြိမ်သေးဘူးဆိုရင်လည်းပဲဆက်ပြီးတော့ပဲမှတ်ပေးပါစိတ်ကတည်ငြိမ်လာပြီဆိုရင်တော့ကာယဝေဒနာစိတ်တဓမ္မလို့ရှုစင်ရကတော့ဒီလေးမျိုးပါပဲရုပ်ကိုရှုတာကာယ ानु ပတ္တနာဝေဒနာကိုရှုတာဝေဒနာ ानु ပတ္တနာစိတ်ကိုရှုတာ ဓမ္မာနုပတနာတင်ညာသင်္ခါရဒါရှုတာကဓမ္မာနုပတနာတဲ့ဓမ္မသဘောကို ရှုတာပဲပေါ့ခဲ့ဒီတော့စိတ်ရှုမယ်ဆိုတဲ့ယောဂီများ တွေကြတော့ဘာစိတ်တွေပဲပေါ်ပေါ်တိပီအဲ့ဒီအတိခံစိတ်တွေဒီအလိုလိုဖြစ်လာကြတာမဟုတ်ဘူး အကြောင်းကြောင့်ဖြစ်လာတဲ့အကျိုးစိတ်တွေပဲဘုမတွေးစိတ်ကလေးပေါ်လာတယ်မနင်းစဓမေစပဋိစ္စဥပ္ပစတိမနောဝိညာဏဒိဉ္စံတကတိဖတ်တော့ဖတ်တာပစ္စယဝေဒနာတော့မကိုပေါ်မှာရာရန် စိတ်တွေပေါ်လာပြန်တယ်ကိုအကြည်ရုပ်ရဲ့ ဘိုးကောင်မွားကောင်ပဲဖြစ်စေလေနေပဲဖြစ်စေတွေးထီစဉ်ရတခုခုနဲ့သူတွေးထီလိုက်လို့ရားတဲ့စိတ်ကလေးနားတဲ့စိတ်ကလေးပေါ်လာတယ်။ဒါမြင်ကိုကြည့်ရုပ်ရဲ့တွေးထီစဉ်ရရုပ်ရဲ့နှစ်ခုကြောင့်ရားတယ်ဆိုတဲ့အကျိုးဒုက္ခတက္ကတံကာယဝိညာဏံကိုပေါ်မှာမကောင်းစိတ်လေးပေါ်လာတယ် အဲ့ဒါကိုမိမိတို့ကရှိမှတ်တဲ့နေရာမှာကတော့ဒါကအကြောင်းဒါကအကျိုးခွဲမနေနဲ့တော့တဲ့ထင်ရှားနေတဲ့မိမိစိတ်တ ानु ပတနာစိတ်ကိုရှုတယ်ဆိုရင်အဲ့ဒီရှုကံစိတ်ရဲ့အပေါ်မှာပဲဉာဏ်နဲ့သိပြီးကြည့်ပြီးသူ့သဘောတက်တက်ကလေးကိုပဲကွက်ပြီးတော့ချစ်တတ်အောင်ကြိုးစားပြီး ဘုဘမကိုဘောမှာနာစိတ်ကလေးပေါ်လာရင်ပေါင်ခါယင်ဝံခေါင်ခါချစ်လက်ဒူပေါင်ခါယင်ဝံခေါင်ခါချစ်လက်အဲ့ဒီအပြောပညာတွေကိုမမြင်စေပဲနာရင်နာသဘောတက်တက်လေးကိုပဲကွက်ကြည့်တတ်အောင်ရှင်းပြရမှာဒူလို့မမြင်စေနဲ့နာသဘောတက်တက်ကလေးကိုပဲတိပီး ဒုက္ခတက္ကတံကာယဝိညာဏနာစိတ်ကလေးကိုပေါ်မှာပေါ်နေတယ်။ကျင်ရင်လဲကျင်တဲ့စိတ်ကလေးကိုပေါ်မှာပေါ်နေတယ်။ဓမ္မမို့လို့ရှင်လည်းပဲအဲ့ဒီနာမှုကျင်မှုကိုအကြောင်းပြုပြီးတော့ပြောင်းချင်တဲ့စိတ်ကလေးသို့မဟုတ်ပြောင်းချင်တဲ့စိတ်ကလေးသို့မဟုတ်လှုပ်ချင်ကုတ်ချင်တဲ့စိတ်ကလေး သူကြတော့အရှုကံကမနှောပေါ်သွားပြီကိုဘမနာမှုကျင်မှုကအကြောင်းဝမ်းထဲမှာမနှောမှာလှုပ်ချင်ကုတ်ချင်ပြောင်းချင်ပြောင်းချင်တာကအကျိုးအဲ့ဒီခါကျတော့အကြောင်းကြောင့်ဖြစ်တဲ့အကျိုးအကြောင်းကအတိတ်အကျိုးကပစ္စုပန်ဆိုတော့ ပစ္စုပန်ပေါ်စေယုံ nant ကိုပစ္စုပန်ဉာဏ်နဲ့ရှုတာဝိပဿနာတဲ့မနောမှာထင်ရှားနေတဲ့လှုပ်ခြင်းကုပ်ခြင်း ပြောင်းခြင်းဆောင်းခြင်းနောက်ကိုမလိုက်ပါနဲ့တွေးဝီတာမျိုးမဖြစ်ပါစေနဲ့ငေးမောတာမျိုးမဖြစ်ပါစေနဲ့ငိုင်မိတာမျိုးမဖြစ်ပါစေနဲ့လက်ရှိမိမိ တရားရှုမှတ်ပွားများမှုဆိုတဲ့လုပ်ငန်းပေါ်မှာစိတ်ပါဝင်စားမှုအားနည်းလာရင်ပြင်းလာပါတယ်အဲ့ဒီပြင်းစိတ်တွေနောက်ကအိတ်ချင်စိတ်ငမ်းမြင့်ချင်တဲ့စိတ်တွေဝင်လာပါတယ်ဒါကြောင့်တတိထာဘဝရိယစိုက်ပါတတိလက်မလို့ပါစေနဲ့ အဲ့လိုတိမပေးဘူးကြည့်မပေးဘူးဆိုရင်နာသဘောကျင်သဘောတောင်းသဘောအောင်းသဘောတွေဒီမကောင်းစိတ်တွေပေါ်လာတဲ့အခါမှာမိမိကတတိလတတိလလောငှက်တောင်ကျွတ်ဖြစ်နေတယ်ဆိုရင်ငါသူဆိုတဲ့ယူထားတဲ့အခြေခံတက္ကရာဒိဋ္ဌိကိုအကြောင်းပြုပြီးတော့ 标签呢？标签呢？标签呢？说的，等下个来比？谁过谁路，门面路，代替五百盏干是不你要管嘛？天下，你的南谁、钱谁、当谁、安谁过，没满那一路。都，我个说的，明免都换了嘛。 ဒိဋ္ဌိအုပ်ချုပ်တဲ့ကံပေါ်သွားပြီ။ပြောင်းញင်ဆောင်းញင်နဲ့လှုပ်ခြင်းကုပ်ခြင်းနဲ့ဆိုရင်တဏှာအုပ်ချုပ်တဲ့ကံนี่ဖြစ်သွားပြီ။အဲ့ဒီအချိန်ဒီကံနဲ့သိရရင်ဒိဋ္ဌိအုပ်ချုပ်တဲ့ကံကပို့မှ အပယ်လေးပါပဲတဲ့။ကမ္မဘဝပစ္စယအပယ်စာတိ ကိုယ်တဏ္ဏမှာဉာဏ်ဆိုတဲ့မကသစ္စာဉာဏ်မပေါ်လို့သမုဒိယသစ္စာပယ်တဲ့အလုံလုံညာတော်လည်းပဲပွားပြီးသားဖြစ်နေပါတယ်ဒီလိုဆိုရင်ယောဂီတိပရိစ္ဆသမုပ္ပနှစ်ကွက်တွဲနေတာကကိုယ်တဏ္ဏမှာတွဲနေတာပါအခု ဘုရားရှင်ဆုံးမတော်မူခဲ့တဲ့အတိုင်ကျေးဇူးတော်ရှင်ဘိဒ္ဓတမာရတခုရုမောကုဆေတော်ဘုရားကြီးရဲ့ဥပနေတရာအတိုင်မိမိတို့ကြင့်ကြံကြိုးစားပွားများကြမည်ဆွင့်ရင်ဘယ်စိတ်တွေပဲလာလာ တွေးစိတ်တွေပဲပေါ်ပေါ်ကြားစိတ်တွေပဲဖြစ်ဖြစ်နန်းစိတ်မှုစိတ်တွေပဲလာလာပေါ်ပေါ်သမျှရှင်ရှားနေတဲ့စိတ်ဓမ္မတွေရဲ့အပေါ်မှာ ဖြစ်တိုင်းဖြစ်တိုင်းသိပေးပါသိညာကနေပြီးတော့အဲ့ဒီသိစရာစိတ်ဓမ္မတရားတွေက စိတ်တွေကအရှုကံစိတ်တရားတွေကအကြောင်းတိုက်တုံအကြောင်းတိုက်တုံတော့ဖြစ်တာပဲဖြစ်ပြီးတော့ပြက်သွားတာပဲသူရဲ့သဘောအမှန်ကိုဉာဏ်နဲ့မြင်လာပြီးဆိုရင် တိစရာ ဖြစ်တဲ့အရှုခံစိတ်ကဖြစ်ပြဲတိတိပေးနေတဲ့ဉာဏ်ကမဲဆိုတော့ဖြစ်ပြဲကဒုက္ခသစ္စာမြင်နေတဲ့ဉာဏ်ကမကသစ္စာအဲ့ဒီချိန်ကမှ စိတ်ပဲဖြစ်ပြဲပဲလို့မမြင်အောင်ဖုံးထားတဲ့အဝိဇ္ဇာချုပ်နေသလိုငါတူယူထားတဲ့ဒိဋ္ဌိလည်းပြုတ်နေတယ် ီလိုဆိုရင်အဝိဇ္ဇာချုပ်လို့ဒိဋ္ဌိပြုတ်ပြီးဆိုတော့သုံးအကွယ်ဆိုတဲ့မိမိတို့ရဲ့ဝမ်းထဲမှာဟရိယောထုနှလုံးအင်းမှာဒိဋ္ဌိအုပ်ချုပ်တဲ့ကံဖြစ်ခွင့်မရတော့ဘူးဉာဏ်ပေါ်နေလို့သူတို့ပေါ်ခွင့်မရတော့ဘူးဉာဏ်ပေါ်နေတဲ့အတွက်ကြောင့်ပေါ်ခွင့်မရတာကတမှုရိယသစ္စာသိနေတာ ဒိဋ္ဌိအုတ်ချုပ်တဲ့ကံတမှုရိယသစ္စာသိနေတာဒိဋ္ဌိအုတ်ချုပ်တဲ့ကံတမှုရိယသစ္စာပေါ်ခွင့်မရတော့ဘူးဒါကတမှုရိယသစ္စာသိတာအခုလေတောကသိမ့်သလိုနောင်လည်းပဲကုအတွေ့အနေဆုံးအပင်လေးပါးဒုက္ခသိမ့်ငိမ့်မှာကနိရောဓသစ္စာမြတ်သောနိဗ္ဗာန်ချမ်းသာကို ဧကံရလိုကြပါれဆိုရင်တမန်တော်ဘုရားဘုရားရှင်ဆုံးမတော်မူခဲ့တဲ့အတိုင်းခြေတော်ရှင်ပိဋကတ်မာရထဂုရုမောဂုတ်ဆရာတော်ဘုရားကြီးညွန်ပြတော်မူခဲ့တဲ့အတိုင်းမိမိတို့ဒိဋ္ဌိအတိနဲ့ဖြုတ်ပြီးတော့စိတ်တိုက်တဲ့ပုဂ္ဂိုလ်များက စိတ်ကိုရှုပါ ရုပ်ရှုရတာအားရတဲ့ပုဂ္ဂိုလ်များက ရုပ်ကိုရှုပေးပါကာယ ानु ပတ္တနာပေါ့ဝေဒနာရှုရတာအားရတဲ့ယောဂီများကဝေဒနာကို ရှုပေးပါတင်ညာသင်္ခါရဆိုတဲ့ဓမ္မ ानु ပတ္တနာနှစ်သက်တဲ့ယောဂီများကဓမ္မ ानु ပတ္တနာရှုပေးပါပဲနုပတ္တနာကိုပဲပွားပွား ဖြစ်ပြည့်မြင်မှ အမှန်ဖြစ်မှာမို့ဖြစ်ပြည့်မြင်အောင်ဖြစ်ပြည့်မုံအောင်ဖြစ်ပြည့်ဆုံးအောင်ကြိုးစားရှုပွားပေးကြပါလို့လေးလေးဆားဆားတတိပေးနှိုးဆော်တိုက်တွန်းလိုက်ပါတယ်တတိထာပါဝရိယစိုက်ပါတတိလက်မလို့ပါစင်နဲ့